ရုတ်တွေကဘူသီးတွေကိုဘာလို့ပပားလေးတွေလီးပြီးအချောက်လင်းရလဲဆိုတာသင်သိပါသလားဘူသီးတွေခူးတဲ့အချိန်မှာဘူသီးတွေကအများများလွတ်လွတ်ရောင်းလို့မကုန်သလိုတပြိုင်တည်းစောက်ဖို့လည်းမဖြစ်နိုင်ပါဘူးဘူသီးတွေပုတ်တော့မှဆိုလို့ဒီသခင်တွေကထူးခြားတဲ့နီလန်းတစ်ခုကို ရှာတွေ့ခဲ့ကြပါတယ်အဲ့ဒါကတော့ဘူသီးကို အရှိလိုက်လီးပြီးအချောက်ခံတာဖြစ်ပါတယ်အရင်ဆုံးဘူသီးကို အခွန်နွာပြီးအထူးကရိယာတစ်ခုနဲ့ပပားလေးတွေလီးပါတယ် အဲ့ဒီတော့လီးထားတဲ့အချက်တွေကိုကျိုးရီပေါ်မှာအဝတ်လန်းသလိုလန်းထားပါတယ်။ရန်နေငယ်ကြတော့အဲ့ဒါတွေကအချောက်တွေပြီးပေါ်ပါလာက အနေငယ်ဝါလို့ရတဲ့အနေထားဖြစ်လာပါတယ်။ဒီလိုဆိုရင်ဘူးဒီကိုရည်ရဲသိတာမလို့ပဲလာပေါင်းများစွာတင်စီထားနိုင်ပါတယ်။ချက်ဖွတ်ဖို့အချိန်ကြရင် ရေစိမ်ဆေးကြောလိုက်တာနဲ့ပြန်ပြီးနူးညံ့လာပါတယ်။အဲ့ဒီနောက်အသားနဲ့အတူထည့်ပြီးဒေအိုးထဲမှာကြော်လိုက်ရင်တော့အရတာက တမှုထူးရှားပြီးပိုစားလူကောက်မှလည်းရှင်။ ဒါဟာမျိုးစားတစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းလာတဲ့အရင်ကျင်းမှုရဲ့အစိမ့်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ဒါဟာဘာတစ်ခုမှမဖြုံးတိပဲအရာအလုံးကိုပညာရှိရှိ အသုံးပြုတဲ့ဆိုတဲ့အသေးပဲပါပဲ။